ာဂါတာဟိုတယ်များတင်းရဲ့အားလက်ရက်ကိုမြင်အောင်ကြည့်လိုက်ပါကမ်းခြေမှာမဟုတ်ဘူးတောင်ပေါ်မှာလည်းမဟုတ်ဘူးတင်းကကဘာမြေကြီးရဲ့အပြင်ဘက်အာဂါတာထဲမှာဖန်တီးထားတဲ့အပန်းဖြေစကန်ကြီးတစ်ခုထဲမှာအနားယူနေရင်ပြန်ဝဲနေပါတယ်အရိကနေပပလဲကိုငေးကြည့်လိုက်တဲ့အခါဒတင်းပေါက်အပြင်ဘက်မှာတင်းဒီထိုင်ရကဘာကြီးတလုံးလုံးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီအကြောင်းကစိတ်ကူးရင်ဆန်တဲ့အိမ်မက်တစ်ခုမဟုတ်တော့ပဲအာဂါတာဟိုတယ်များဆိုတဲ့လက်တွေ့ဖြစ်လာတော့မယ်ခစ်သက်တိတ်ပံပဲဖြစ်ပါတယ် ာဂတာခီးတော်လုပ်ငန်းရဲ့ဒုတက်ပြောင်းလဲမှုလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကအာဂတာရဲကိုတွာလာတယ်ဆိုတာနိုင်ငံအစိုးရတွေရဲ့အထူးလေ့ကျင့်ထားတဲ့အာဂတာရှင်မှုတွေရဲ့တည်တံကိစ္စဖြစ်ခဲ့ပါတယ်။ဒါပေမဲ့20ရာစုအစောပိုင်းမှာဒီယူဆကပြောင်းလဲလာခဲ့ပြီးတော့2000ခုနှစ်မှာပထမဆုံးအာဂတာခီးတော်ခြင်းဖြစ်တဲ့ဒန်နစ်တီတိုဟာရုရှားရဲ့စိုးရဲရှင်နဲ့နိုင်ငံတကာအာဂတာစခန်း ISS ကိုတွာရောက်ခဲ့ပါတယ်။ အဲဒီကနေစတင်ပြီးအာကာသခီးသွွားခြင်းဟာဖြစ်နိုင်ခြေတစ်ခုဖြစ်လာခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ Elon Musk's SpaceX, Jeff Bezos ရဲ့ Blue Origin နဲ့ Richard Branson ရဲ့ Virgin Galactic လို့ပုဂ္ဂလိကအာကာသကုမ္ပဏီတွေပေါ်ပေါက်လာမှုကအာကာသခီးသွွားလုပ်ငန်းကိုတဟုန်ထိုးတိုးတက်စေခဲ့ပါတယ်။ဒီကုမ္ပဏီတွေကရင်လွတ်တင်ခြင်းစရိတ်ကိုလျှော့ရှနိုင်ခဲ့တဲ့အတွက်ရှမ်းသာတဲ့ပုဂ္ဂိုလ်များအတွက်အာကာသကိုတွားရောက်လည်ပတ်ဖို့အိမ်မက်ဟာလက်တွေ့ဖြစ်လာခဲ့ပါတယ်။ဒီတိုးတက်မှုရဲ့နောက်ဆက်တွဲအနေနဲ့အာကာသဟိုတယ်လိုဝန်ဆောင်မှုအသစ်ကိုလိုအပ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ပဲအာဂတာဟိုတယ်ဆိုတာကမ္ဘာပတ်လည်မှာတည်ဆောက်မဲ့ဇိမ်ခန်အပန်းဖြေစခန်းဖြစ်ပါတယ်။အဓိကစီမံကိန်းများအာဂတာဟိုတယ်တည်ဆောက်ဖို့အတွက်အလေးနက်ထားတဲ့ project တစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ Ovidet Assembly Corporation ရဲ့ design ထုတ်ထားတဲ့ Voyoga Station မှာဒီဘူဒါယုံကိုကြီးမားတဲ့ဘီးပုံစံနဲ့တည်ဆောက်ဖို့စိတ်ကူးထားပါတယ်။ဒီလိုဘီပုံစံတိဆောက်ရခြင်းရဲ့အကြောင်းရင်းက၎င်းတဲ့ဘက်ထဲအခါ centrifugal force ကြောင့်ဆွဲအားတုကိုဖန်တီးပေးဖို့ဖြစ်ပါတယ် ဒီဆွေရအတူကြောင့်ဟိုတယ်ဧည့်သည်တွေကကဘာပေါ်ကလိုလမ်းလျှောက်နိုင်ပုံမှန်အိပ်စက်နိုင်မှာဖြစ်ပြီး D4U ကစတေရှင်မှာဇိမ်ကန်အခန်းများစားတောက်ဆိုင်များနဲ့ဖျော်ဖြေရေးနေရာများအပြင်သိပ်ပံသူတေသနာတက်ခွဲခန်းများပါဝင်မှာဖြစ်ပါတယ်။နောက်ထပ်နေရာတစ်ခုကတော့ Aurora Station လို့ခေါ်တဲ့စီမံကိန်းမှာဒီ project ကတော့ပို့ပြီးသိငယ်တဲ့ရွယ်စားရှိပြီး၃ဦးကနေ၄ဦးထိဆက်မဲ့အာကာတာဟိုတယ်တစ်ခုပါ။သူ့ရဲ့ရွယ်ချက်ကကဘာပလန်းကိုတွားရောက်ပြီး၁၂ရက်ကြာနေထိုင်မဲ့အတွေ့အကြုံကိုဖန်တီးပေးဖို့ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာအာကာတာတဲကလူသားရဲ့နေထိုင်မှုကိုဇိမ်ခံခြင်းဘက်ကိုဥတီနေတဲ့အနာဂတ်အမြင်ဖြစ်ပါတယ်။ဧည့်သည်များအတွက်ထူရှားသောတွေ့ကြုံများအာကာတာဟိုတယ်မှာနေထိုင်ခြင်းရဲ့အဓိကဆွဲဆောင်မှုကကမ္ဘာပေါ်ကဘယ်နေရာမှာမှမတူတဲ့အတွေ့အကြုံတွေဖြစ်ပါတယ်။ပထမဦးဆုံးကတော့အလေးချိန်မရှိရင် zero gravity ပါ။ဧည့်သည်တွေကသူတို့ရဲ့အခန်းထဲမှာစားတောက်ဆိုင်ထဲမှာပြန်ဝဲကခုံနိုင်မှာဖြစ်ပြီးဒီအတွေ့အကြုံကနေပဲစိတ်ပြည့်စုံမှုအလုံးကိုရှက်ရှင်းပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒုတိယကတော့မြင်ကွင်းပဲဖြစ်ပါတယ်။ဟိုတယ်ရဲ့ပြတင်းပေါက်တွေကနေကဘာမြေကြီးကိုအပြည့်အဝမြင်တွေ့ရမှာပါ။အာဂတာဟိုတယ်ကတရက်ကိုကဘာပက်လန်းကိုဆက်လျှောက်ချိန်လှည့်ပတ်နေတဲ့အတွက်နေထွက်ခြင်းဆက်လျှောက်ချိန်နဲ့နေဝင်ခြင်းဆက်လျှောက်ချိန်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ညဘက်မှာဆိုရင်ကဘာပေါ်ကမြို့ကြီးတွေရဲ့မီးအောင်များနဲ့အော်ရိုရာလို့ခေါ်တဲ့တဘာဝအလင်းအောင်ပြပွဲကြီးကိုပါအနီးကပ်ဆုံးအနေထားကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒူရီယာအနေနဲ့အက်သေရီယာအာဂတာယင်မူးတွေရဲ့လေ့ကျင့်မှုအရှုကိုပြုလုပ်ရမှာဖြစ်ပြီး သူတို့အတွက်အထူးပြုလုပ်ထားတဲ့အာကာသဝစ်စုံငယ်များကိုဝစ်စင်ပြီးအာကာသဟိုတယ်ပတ်ဝန်းကျင်မှာစပေးဝေါ်အာကာသရဲ့လမ်းလျှောက်ခြင်းအတွေ့အကြုံကိုပါရယူနိုင်ဖို့စီစဉ်နေကြပါတယ်။စိန်ခေါ်မှုများနဲ့ကုန်ကြစီဒီလိုထူးခြားဆန်းပြတဲ့အိမ်မက်တစ်ခုကိုလက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အဓိကစိန်ခေါ်မှုကဗန်နာရေးအခြေအနေပဲဖြစ်ပါတယ်။အာဂတာဟိုတယ်တိစောက်ဖို့နဲ့လေပတ်ဖို့အတွက်လိုအပ်တဲ့ကုန်ကြစည်ကဘီလီယံပေါင်းများစွာရှိပါတယ် ဒါကြောင့်မို့ပဲခྱི་သွားတဦးရဲ့ကုန်းကြစည်းကလည်းအလွန်မြင့်မားနိုင်ပြီး Aurora Station အတွက်စနေရက်ကြာခྱི་စဉ်ဟာလူတဦးကိုဒေါ်လာ5သန်းနီးပါးကုန်ကြနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာရှမ်းသာကျွဲဝသူလူနည်းစုအတွက်ပဲဖြစ်နိုင်ရည်ရှိနေပါသေးတယ်။ ဤပညာပိုင်းဆိုင်ရာမှာလည်းစိန်ခေါ်မှုများအနေနဲ့အာကာသအမိုက်ပြဿနာကိုကာကွယ်ဖို့လိုအပ်ပါတယ်။အာကာသတွေကအမိုက်အသေးစားလေးတွေကအလွန်မြန်နှုံးမြင့်တဲ့အတွက်ဟိုတယ်ကိုအလွယ်တကူပျက်စီးစေနိုင်တဲ့အပြင်ဟိုတယ်ကိုယ်တွေကိုလည်းမာကျောတဲ့ပစ္စည်းများနဲ့နှစ်ထပ်သုံးထပ်ကာကွယ်ဖို့လိုအပ်ပါတယ်။ဒါအပြင်ကိုအာကာသတွေကရောင်ကြီးတန်းကိုကာကွယ်ဖို့နဲ့ဟိုတယ်ဧည့်သည်တွေကိုဆွဲရမရှိတဲ့ပတ်ဝန်းကျင်မှာကြာကြာနေထိုင်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးပြဿနာများအတွက်အထူးကုထုံးတဲ့လေ့ကျင့်ခန်းများကိုလည်းပြင်ဆင်ဖို့လိုပါတယ်။ ဒါကြောင့်မို့အာဂတာဟိုတယ်များဆိုတာလူသားရဲ့စူးစမ်းကျင်စိတ်နဲ့ဤပညာတိုးတက်မှုရဲ့အမြင့်ဆုံးရလဒ်ဖြစ်ပါတယ်။ဒီဖြစ်ရပ်ကနေကျွန်တော်တို့ရဲ့အနာဂတ်ကိုပြောင်းလဲပစ်ဖို့နီးကပ်လာနေပါ။အာဂတာခီးသွားခြင်းကတချိန်ချိန်မှာအလုံးအတွက်တက်နိုင်တဲ့ခီးစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အခုလောလောဆယ်မှာတော့ကမ္ဘာပေါ်ကအရှမ်းသာဆုံးလူတွေအတွက်တီးတက်နေရတစ်ခုဖြစ်နေပါသေးတယ်။ဒီစီမံကိန်းနေအောင်မြင်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကမ္ဘာမြေကိုကြည့်ရှုပုံကျွန်တော်တို့လူသားဖြစ်တည်မှုပေါ်ခံစားရပုံတွေကထာဝရပြောင်းလဲသွားမှာဖြစ်ပါတယ်။ အနာဂတ်မှာဒီအာဂတာဟိုတယ်ကိုဘလို့ပုံဖော်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ကြရပါမယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တယောက်ရှင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုလေးမှာဘလို့စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။